ဂင်တိုဂီရဲ့အိမ်ရှင်ကတော့အိမ်လားက၅လစာတောင်မပေးလို့ဂင်တိုဂီကိုအကျွေးလာတောင်းပါပြီ။အိုတိုးစ်ကအိမ်လားကမပေးလို့ဆိုပြီးဂင်တိုဂီကိုခါးအနေကန်မြောက်ကကန်ပေါက်လိုက်ပါပြီ။ဖြစ်ချင်တော့လှေကားကနေတက်လာတဲ့ရှင်ပန်ချီနဲ့ပါတိုက်မိသွားတာပါ။အီနိုဆိုရဲ့လူတယောက်ကတုံနဲ့မတဲ့တဲ့ဂိုင်းသားတွေကိုကြီးကိုလက်နက်ဖြင့်တိုက်ခိုက်အသုံးပြုတတ်တဲ့ကောင်မလေးတစ်ယောက်နဲ့တိုက်ခိုင်းခဲ့ရပါ။တိမ်မချခင်မှာပဲရဲရွေဆေးုံကားတွေရောက်လာပြီးအဲ့ဒီဂိုင်းသားတွေကိုဆေးုံကားနဲ့တင်ခေါ်သွားရပါတယ်။လူတအုပ်လုံးကိုတီးပစ်ခဲ့တာဖြစ်ပါတယ်။ ရှင်ပန်ဂျီနဲ့ခင်လူကြီးတို့စီးလာတဲ့စိုက်ကလေးဟာမထင်မှတ်ပဲလမ်းဖြစ်ပြေးပြီးကူးလာတဲ့ကောင်မလေးတယောက်ကိုတိုက်ခတ်နေဖြစ်ပြီးကောင်မလေးကလည်းလဲကျသွားပါတယ်။ဒါနဲ့ဆင်းမီကောင်မလေးကိုသွားကြည့်ရသွေးရည်ထွက်နေတာကြောင့်ဂင်တိုကီကကြောက်ပြီးထွက်ပြေးပါပြီ။သူရဲ့နောက်မှာလည်းအဲ့ဒီကောင်မလေးကိုကျိုးနဲ့ချီပြီးတင်ခေါ်လာတာပါ။ဆရာဝန်စီမှာဆေးကန်းပြရမလို့လုံနေတာဖြစ်ပေမဲ့ဘေးနားကကားနဲ့ကြီးတစီကရောက်လာပြီးဂင်တိုကီတို့ကိုတနက်နဲ့ချိန်ခဲ့ပါတယ်။တနက်နဲ့ပြတဲ့ချိန်မှာကောင်မလေးကထီးဖွင့်ပြီးကောက်ဝဲလိုက်ပါတယ်။အဲ့ဒီထီးကတနက်ကြီးပေါက်သွားပေမဲ့ မူလအတိုင်းပြန်ကောင်းသွားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ဒီဟာတနက်လိုပြစ်လို့ရနေတာကြောင့်နောက်ကကားကိုပြန်ပြစ်လိုက်ပါတယ်။ကားလည်းတပ်ပင့်ကိုဝင်တိုက်ပြီးကြံခဲ့ပါပြီ။တကယ်တော့အဲ့ဒီကောင်မလေးရဲ့တန်ရာတွေကဟိုကောင်နဲ့လိုက်ပြစ်လို့ရခဲ့တဲ့တန်ရာတွေပါ။စကူတာလေးတိုက်ခိုင်ရတာတောင်းနဲ့မတည်ဘူးလို့သူကလည်းပြောပါတယ်။ဒါဆိုရင်မင်းအဆင်ပြေပြီဆိုရင်ငါတို့သွားရမယ်ဆိုပြီးကင်တိုကီကစိုက်ကဲတက်မောင်းမိမယ်။တစက်မှမကြည့်ပါဘူး။ဘာဖြစ်လဲဆိုတော့နောက်ကကောင်မလေးကစိုက်ကဲကိုဆွဲထားခဲ့လို့ပဲဖြစ်ပါတယ်။ဟေးရှင်မကြီးမင်းအလေးရောနေပါရင်တင်လိုက်သေးလားစိုက်ကဲပေါ့ အဲ့ချိန်မှာပဲယာကူဇာတွေကလိုက်လာတော့ဂင်နိုဂီတို့ပါဆိုက်ကဲတော့လွှတ်ချပြီးရောပြီးထွက်ပြေးနေရပါပြီဂင်နိုဂီကသူ့ရဲ့အကြောင်းကိုမေးမြန်းကြည့်ရမှာတော့ကောင်မလေးကငါကဟိုဝေးရရှိရဲ့ဂျူကနေလာခဲ့တာဒီမှာဆိုရင်ပတ်စံရင်အများကြီးရှာနိုင်တယ်လို့ထင်လို့ငါတို့ကစင်ရဲတယ်လေဖိုရီကာကီဖြစ်ဆော့စာကိုထမင်းနဲ့ထည့်ပြီးတရက်ကိုသုံးနက်စားရတယ်ငါကကြက်ဝဆိုင်နဲ့ပဲပိဆက်ကိုထမင်းနဲ့ထည့်ပြီးတရက်သုံးနက်စားချင်တာအဲ့ချိန်မှာအင်နိုကကာကူရာကိုချင်းကတ်လာပြီးဘင်းငါပြောတဲ့လုပ်ကိုလုပ်မယ်ဆိုရင်တော့အရန်ကောင်းတဲ့ချက်စကိုဆိုတဲ့မုတ်ကို တနေ့သုံးနက်စားရမယ်ဆိုပြီးတော့ချင်းကပ်လာခဲ့တာပါအခုတော့ကာကူရာကအီတို့ကကြောက်စရာနေရာပဲအိမ်ပြန်ခြင်းတယ်လို့ပြောလာပါပြီဒင်တိုဂီကတော့သူ့အမြင်နဲ့ဝယ်ဖက်နေကြချမ်းဆိုတဲ့မဂ္ဂဇင်းရှားနိုင်သေးလားဆိုပြီးတော့ထွက်သွားပါပြီအီနိုကတော့ကာကူရာသားတခြားတစ်ဖွဲ့တွေကိုရောက်သွားမယ်ဆိုရင်အရန်အနဲ့အများလာကြောက်မရရအောင် လိုက်ရှင်းပြစ်ချင်နေတာဖြစ်ပါရဲ့ရှင်မချီနဲ့ကာကူရာကိုအီနိုတို့အဖွဲ့ကဟယ်လီကော်ပတာရင်းနဲ့အောင်လိုက်ပြစ်ခဲ့တာဖြစ်ပါရဲ့မြေပြင်ကနေလည်းအဖွဲ့လိုက်ကြီးကိုလိုက်လာတာပါ ကင်တိုကီကတော့သူဖတ်ချင်တဲ့ဂျမ်းမဂဇင်းဟာတစ်ဆိုင်မီးတစ်ဆိုင်ကုန်နေလို့စာအုပ်ဆိုင်တွေပြောင်းပြောင်းမိရောမင်းနေရပါတယ်။ကာကူလာတို့ပြင်းနေအခုဆိုရင်ညီအောင်မြောင်းပိုက်လိုက်နိုင်အောင်ရောက်နေပါပြီ။ကင်တိုကီကပန်းချန်ထဲမှာသူများခဏချထားခဲ့တဲ့ဂျမ်းစာအုပ်ကိုခိုးမလို့လုပ်ပေမဲ့တကိုးလက်ကသူဝက်လို့ဆိုသလိုပဲသူ့ထက်ဦးတဲ့တကိုးကစာအုပ်ကိုကိုးသွားပါတယ်။ကာကူလာနဲ့ရှင်မန်ချီကတော့ရှောက်ပြေးနေတာအမိုက်ပုံးနေအောင်ရောက်နေမြန်ပါပြီ။ကာကူလာကတော့သူထွက်ပြေးဖို့ဟယ်လီကော်ပတာကြီးပဲရှာခိုင်းနေတာပါ။ရှင်မန်ချီကသူတို့အနေထားနဲ့ဟယ်လီကော်ပတာဆိုရင်တော့ အယုတ်တောင်ဝယ်လို့မရနိုင်ဘူးလို့ပြောပေမဲ့ကာဂူရာကတော့ဟယ်လီကော်ပတာမှဟယ်လီကော်ပတာပါပဲချီမန်ကြီးကအကြံရပြီးအမိုက်ဘုံနဲ့နှစ်ယောက်သားဝင်ကဘူတာယုံစီကိုတဖြည်းဖြည်းတရွေ့ရွေ့လာခဲ့ပါတယ်ဘာဖြစ်လဲဆိုရင်ဒီမျိုးကထွက်သွားဖို့ဆိုရင်ဘူတာကနေသွားအောင်မှဖြစ်လို့ပါပဲဖြစ်ချင်းတော့အမိုက်ဘုံတွေကနေထွက်ခံနေမှာနှစ်ယောက်လုံးကတင့်နေပါတယ်ယထာထွက်ဖို့ခေါင်းလောင်းကလည်းမိလာပါပြီအန်နဲ့အမိုက်ဘုံကိုလဲအောင်လုပ်ပြီးလှိမ့်ပြီးတော့ယထာထဲဝင်မယ်လုပ်ပေမဲ့အင်နိုကတော့ရောက်လာပြီးတားလိုက်ပါတယ် ။မာနီကိုကောင်းကောင်းကြွေးမေးပြီးတဲ့နောက်မှာနင်ကနှုတ်ဆက်စကားတော်မပြောဘဲထွက်ပြေးသွားရင်စိတ်ပျက်စရာပဲပေါ့။ကာကူရာလာခဲ့တဲ့ရာတုတ်ပလန်ဆိုတာအချမ်းဆုံးနဲ့အဆောက်အအုံဆုံးကြီးစားမျိုးစိတ်တွေပါ။သူတို့ကလူရည်နဲ့မထုံးမချမ်းသာဆိုရင်ပဲသူတို့ရဲ့ခွန်အားကိုတော့အယံကြွားဝါကြပါလေ။ဂျူအောင်မျိုးစောက်ကိုဖျက်ဆီးခဲ့ကြပြီးတက်ခတ်ရတာကိုကြိုက်တဲ့မျိုးစိတ်တွေပါပဲ။ရှာတူတွေကနင်အောင်ကြီးကိုမကြိုက်တော့ ठी ကိုခဏခဏဆောင်းမိသွားလာကြပါလေ။ဒီလိုကအမိုက်ဘုံကိုယထာလမ်းမှတွန်းချလိုက်ပြီးယထာကလည်းလာနေပါပြီ။ယထာကတိုက်ခတ်နေမှာကင်တိုကီကရောက်ချလာပြီးသူ့ရဲ့ဓာတ်နဲ့အမိုက်ဘုံကို ဘိုးကမြောက်သွားအောင်ရိုက်ထုတ်ပစ်လိုက်ပါကာဂူရာကအူနိုကိုတိုက်ခိုက်ဖို့လာတော့အူနိုနောက်ကဂန်စတာတွေကကြောက်လို့ထွက်ပြေးကုန်ပါပြီကိုဘသာကိုချဆပင်ဆုပ်ဝါနဲ့မအေးဘီကာဂူရာကအဲ့ဒီဆပင်ကင်းတဲ့အနေနဲ့တစားမမလိုက်ဘူးဆိုပြီးအီနိုကိုတီးလိုက်ပါပြီဘူရယုံနောက်ကစာအုပ်ဆိုင်မှာဂျမ်းမဂဇင်းကိုကင်လိုဂီကတွေ့သွားခဲ့ပြီးအီနိုရဲ့ဆပင်ကိုလည်းကာဂူရာကတတိကျကျဂရုံးတုံးမိလိုက်ပါတယ်ယထာကထွက်ခတ်နေပြီဖြစ်ပေမဲ့ကာဂူရာကလမ်းစေးမရှိလို့အခုတော့လိုက်မသွားသေးပါဘူး ဒီမှာခဏလောက်ဆက်နေပြီးပတ်စံဆူပြီးမှပြန်မယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်အကင်တိုကိစီမှာအလုတောင်းခဲ့ပါတယ်။မင်းတို့ကြမ်းတဲ့ကောင်မလေးတို့ငါကဘယ်လိုမျိုးလှုပ်ခန့်ရမှာလဲ။အဲ့ဒီချိန်ကာကူရာကကင်တိုကီဘေးနားကအုံနေရန်ကိုလက်သေးနဲ့ဝင်ထိုးပစ်လိုက်တာပါ။ဘာပြောတာလဲ။အဲဘာဘာမှမပြောပါဘူး။အဲ့ဒါနဲ့ပဲကျွန်တော်တို့ရဲ့အလုလေးဟာတက်တက်ကြွကြလေးပြန်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်အိုတိုးဆီရဆိုင်မှာကာဂူရာကအစာတောက်တွေတစ်ခုပြီးတစ်ခုတောင်းစားနေပါတယ်။ဒီနေရာက အစာပြေဆိုင်ဖြစ်ပါတယ်။အစာပြေဆိုင်မှာတောက်ဆီရအရက်လေးတွေ မိစရာအစားအသောက်လေးတွေအပြင်အဝပြေးစားဖို့တော့မရှိပါဘူး။အဝပြေးစားခြင်းမီတာစုဆိုင်သွားလို့အိုတိုစကပြောလာပါတယ်။စားကြရတဲ့အတွက်သူအခုကျွေးနေတဲ့ခြင်ဘက်ကပိုပြီးဆင်ပြေလို့ကာကူရာကပြောလိုက်ပါတယ်။မာဝဲလောက်ထိစားပြီးရအောင်ကာကူရာကစိတ်တမ်းမကြပဲအိုးကြီးပါထစားနေပါပြီ။ဂင်လိုကီကတော့အိမ်မှာစားနေတဲ့ကြားပဲကြံတော့တာပါ။အိုတိုစကတော့ကာကူရာကိုတားကြပါအောင်လို့အော်ဟစ်နေနေခင်တမအပိုင်းလေးရဒီမှာပြန်ဆောင်တော့ပါတယ်။